ောင်လူညောင်တခါတော့ကမောင်လူညောင်ဟု ခေါ်သော လူငယ်လေးတယောက်ရှိလေသည် သူသည် လိမ္မာပါနဲ့သော လူငယ်တဦးဖြစ်သည်သို့သော သူနာမည်အတိုင်းပင် သူသည်သူ၏လိမ္မာပါနဲ့မှုကို လိမ္ညာပြောသည့်နေရာတွင်သာ အသုံးချပေသည်တွေ့သည်မလူတိုင်းကိုညာပြောပြီးအယူလောက်ရသည်ကို အလွန်ပြောသည်မောင်လူညာ၏အလိမ္ညာကို မခံရသူဟု၍တရားမျှမရှိသေးပေ မောင်လူညာ၏မိဘများကွယ်လွန်ခြင်းကလေးကသူကိုကျွေးမွေးပြုစုခဲ့သောဦးလင်းနှင့်အတော်တို့ပင်လင်မောင်လူညာ၏အလိန်ညာမှမလွတ်ကြပေ။တနေ့တွင်ဦးလေးသည်အိမ်မအတန်ငယ်ဝေးသည့်လေကွင်းသို့လဲထုံရန် သွားသည်အတော်ကမူအိမ်လုံးများလောက်ကန်ရင် အိမ်တွင်နေရ၏။မိဖို့ဆောင်တွင် အလုံများနေသည့်အတော်ကိုကြည့်ရင်မောင်လူညာသည်အတော်နှင့်ဦးလေးကိုနောက်ပြောင်ရန်အတွက်အကြံတစ်ခုစဉ်းစားမိလေသည်။သူဖြစ်သူသည် အိမ်မအတိတ်တဆိတ်ထွက်လာခဲ့ပြီးဦးလေးအလုံးလုံးနေသောလေတော်စီသို့ အပြေးလွှားလာခဲ့လေသည်ဦးလေးရေဦးလေးမောင်လူညာသည် လေတော်ထဲသို့ရောက်လင်းရောက်ချင်းဦးလေးကို အော်ခေါ်လိုက်သည်အိမ်ကိုအခုရှင်းပြန်လာပါအတော်လေကားပေါ်ကနေလိမ့်ကြလို့သွေးတွေတိတ်ကိုထွက်နေတယ်ကျွန်တော်လည်းဘာလုပ်ရမှန်းမသိဘူးဦးလေးသည်ဘာမှမမေးမဆမ်းပဲအိမ်သို့ပြန်ပြေးလေတော်သည်မောင်လူညာကပြက်လန်းမှပြေးသည်ဖြင့် ဦးလေးအလင်းအိမ်သို့ရောက်၏သူသည်အိမ်ထဲသို့စွဝင်ပြေးပြီးအော်ပြောလိုက်သည်အတော့အတော့လေထဲမှာဦးလေးကျွဲခက်ခံရလို့ကျွဲကကြိုးနဲ့ခတ်လိုက်တာဦးလေးဘိုက်ပေါက်သွားတယ်ထင်တယ်မြ мян သွားပါတိတ်သွားပါအောင်မယ်မောင်လူညာဤစကားမဆုံးမီမှာပင်အတော်ကောင်အိမ်ပင်သို့ရောက်နေလိမ့်ပြီမောင်လူညာကအတော်ပြေးသွားသည်ကိုကြည်လျင်အလိုသဘောကျစွာရေမောရင်အိမ်နောက်ဖိသို့သွားပုန်းနေလိုက်သည်အတော်သည် အလင်းအမြန်ပြည်လီသည်အာကုန်ပြည်သည့်တိုင်အောင်နေသည်ဟု သူကိုယ်သူထင်နေသည်ထို့နောက်လမ်းချိုးခွေတစ်ခုတွင်သူသည်တစုံတယောက်ဝင်တိုက်မိတော့မလို့ဖြစ်သွားလေသည်ထို့သူကဟော်ဟဲဟော်ဟဲနှင့်မောနေပြီးချွေးတွေရွှဲနေသော သူယောက်ျားပင်ဖြစ်သည်သူတို့သည်မင်းတက်မိကတယောက်ကိုတယောက်စိုက်ကြည့်နေကြသည်ဟိုကောင်ငလူညာပေါ့ သူဖြစ်သူ၏အလိန်ညာကိုတကြိမ်တစ်ခါခံလိုက်ရပြန်ပြီဖြစ်ကြောင်းသူတို့နားလည်လိုက်ကြသည်ဦးလေးနှင့်အတော်တို့မှဒေါသထွက်နေကြသည်ဒီကောင်အယူလောက်တာကိုခံရတာဟာဒီတကြိမ်နောက်ဆုံးဖြေးရမယ်ဟေးဟုဦးလေးကကြိမ်ဝါလိုက်သည်သူတို့အိမ်ပြန်ရောက်သောအခါမောင်လူညာအားအိမ်နောက်ဖေးတွင် ပုန်းနေသည်ကို တွေ့ရသည်သူတို့သည် မောင်လူညာကို ချင်းကြားကြီးတစ်ခုတည်းတွင်ထည့်ပြီးအဖုံးကိုကျူးချီ၍လုံအောင်ပိတ်လိုက်ပြီးနေဝင်ချင်းအထိအဲ့ဒီထဲမှာနေဟုဆိုကောင်းဦးလေးကတံပေးထားသည်ညနေကျရင်ငါနဲ့မင်းတော်အဲ့ဒီတောင်းကိုတဲ့သွားပြီးတခါတည်းမြစ်ထဲပြစ်ချလိုက်မယ်မင်းလဲနောက်ကိုဘယ်တော့မှ လိန်နိုင်ညာနိုင်မှမဟုတ်တော့ဘူးပေါ့ကွာ ညနေရောက်တော့ဦးလေးနဲ့အတော်တို့သည် မောင်လူညာကိုထဲထားသည့်ချင်းတောင်ကြီးကိုမြစ်စိတ်သေးသို့တဲ့သွားကြသည်ထို့နောက်ချင်းတောင်ကိုမြစ်သေးသို့ပြစ်ချရန် စီစဉ်နေစမှာပင် မောင်လူညာကဦးလေးနဲ့အတော်ရဲ့ကျွန်တော်အမကိုတီးပါပြီဗျာဒါကြောင့်ဦးလေးတို့အပြစ်ပေးတာကိုခံဖို့အသင့်ပါပဲဒါမဲ့ကျွန်တော်ကိုနောက်ဆုံးအနေနဲ့အခွင့်အရေးတစ်ခုတော့ပေးပါကျွန်တော်မှာလင်ညာပြောနေအတက်ပညာဆိုတဲ့စာအုပ်တော့ရှိတယ်အဲ့ဒီစာအုပ်ကိုအိမ်မှာ စံတောင်းရဲ့နောက်မှာဝတ်ထားပြီးပါတယ်။အခုအဲ့ဒီစာအုပ်ကိုကျွန်တော်ယူသွားပြရစီ။နောက်ဘဝငရဲကြရင်ကျွန်တော်ဖတ်ချင်လို့ပါဟုတောင်းပန်လိုက်တယ်။အတော်နဲ့ဦးလေးတို့သည် မောင်လူညာ၏နောက်ဆုံးတောင်းဆိုချက်ကိုငင်းပန်ဖြစ်နိုင်သည့်အထိရက်ဆက်သူများမဟုတ်ကြပေ။သူအပြင်ထိုစာအုပ်ထဲတွင်ဘာရီပါဒီကိုလည်းဦးလေးကသိချင်သည်။ထို့ကြောင့်ဦးလေးနှင့်အတော်တို့သည်စာအုပ်ကိုယူရန်အိမ်ပြန်ကြသည်။ မောင်လူညာသည်ချင်းတောင်ထဲမှနေ၍စောင့်နေစဉ်တွင်မမျက်မြင်လူတယောက်သည်မြေကံပေတစ်လျှောက်လာနေလေသည်ပြို့မမြင်ကြီးခမရမျက်စိပြန်ညင်ချင်းရဲ့ဒီကိုလာခဲ့ပါဟုမောင်လူညာကဩခေါ်လိုက်သည်မမျက်မြင်ကြီးသည်မောင်လူညာခေါ်တန်ကိုကြားသဖြင့်မောင်လူညာရှိရာသို့လာလေ၏မမျက်လုံးပြဒီတောင်ဖုံးကိုကျိုးပြပေးပါခမရမျက်စိကိုဘလို့ကူးရမယ်ဆိုတာကျွန်တော်ပြောပြမယ်ဟုမောင်လူညာကပြောလိုက်၏ မင်းမြင်စည်းသည်ဟိုဆန်းဆန်းဒီဆန်းဆန်းလုပ်ပြီးနောက်ဆုံးတွင်တောင်းအဖုံးကိုဖွင့်ပေးနိုင်အဖုံးပွင့်နေပွင့်ချင်းပင် မောင်လူများသည် ခုန်ထွက်၍ပြေးလီတော်သည်စာအုပ်ကိုရှာမထွေ့ကြောင်းပြောရင်ဦးလီနှင့်အတော်တို့မျက်စိတို့ပြန်ရောက်လာသောအခါတွင် မောင်လူများကတောင်းထဲတွင်မရှိတော့ပင်မျက်စိယောဂကုနီးကိုနာယူမသားရန်စောင့်နေသောမင်းမြင်တဦးသာလင်းရှိလေသည်ဦးလီနှင့်အတော်တို့အဖို့ကတချီခံလာရပြန်ချီပြီး မောင်လူညာကမြေကမ်းပေးရှိ ဝရုံတော်အတွင်းသို့မင်းပြေးလေသည်ဝါတော်ထဲမှာလက်လေသွာလာနေစဉ်ရွှေအိုးတစ်လုံးကိုတွေ့၏ကန်ကောင်းလိုက်လေချင်းမောင်လူညာသည်ရွှေအိုးကိုဦးလင်းနှင့်အတော်တို့ထံယူလာခဲ့၏ရွှေအိုးကြောင့်သူတို့မိသားစုမှလည်းချမ်းသာလာကြလေ၏ဘလိုပင်ဆုံးမဆုံးမဘလိုပင်အပြစ်ပေးပေးမောင်လူညာကသူ့ဝါဒနာကိုဖျောက်ဖျက်မည်မဟုတ်သည်ကိုဦးလင်းနှင့်အတော်တို့နားလည်လာကြသည် ်အကဲ၍မောင်လူညာကိုလိမ္မာရေးစားရှိသည့်မင်းကလေးတဦးနှင့်လက်ထပ်ပေးလိုက်လျင်တော့အလီလိုက်နေခြင်းနှင့်သူ့ဝါဒနာကိုပြင်ကောင်းမြင်မယ်လိမ့်မည်ဟုစဉ်းစားမိကြသည် သူဖြင့်မောင်လူညာကိုရွာထဲမှမင်းကလေးတဦးနှင့်လက်ထပ်ပေးလိုက်ကြ၏သို့သောခတမြတ်သားမောင်လူညာသည် သူ့အကျင့်ကိုဖျောက်ထားသည်လာနေငယ်ကြသောအခါတွင်မူဦးလေးနှင့်အတော်ပါကွယ်လွန်ကြလေအောင်သူသည်လည်းယခင်ကအတိုင်းသူတပားကို လိန်ညာပြောခြင်းနောက်ပြောင်ကြည်စခြင်းတို့ကို ြုမြဲပြုလေတော်၏။တနည်းတွင်မောင်လူညာသည်တောလေထွက်ရာမြက်ပင်များကြား၌လဲလျောင်းနေသောကြားပေါက်ကလေးများကို တွေ့ရ၏။မိုင်မဲလာစွာပင်မောင်လူညာသည်ကြားကလေးများကိုဖမ်းပြီးခြေချောင်းလက်ချောင်းများကိုချုပ်ပြစ်လိုက်လေသည်။ကြားကလေးများသည်နာကျင်သဖြင့်အော်ကြသောအခါအနီးနားတနေရာမှကြောင်မတ်ဖွဲကောင်းသောအတန်တစ်ခုသည်ဟိမ့်ထွက်ပေါ်လာလေ၏။ဤဟိမ့်တန်သည်ကြားကလေးများ၏အမေကြားမကြီးအတန်ပင်ဖြစ်ပေသည်။ မာလူညာသည်ခြုံတခုနောက်တွင် လေးမြန်စွာ ပုံလိုက်လေသည်ထိုခဏမှပင်ကြားမကြီးရောက်လာသည်ကြားကလေးများ၏ဒဏ်ရာကိုကြားမကြီးတွေ့သောအခါကြားကလေးများကိုတစ်ပင်ငယ်တစ်ပင်၏ချေရင်သို့တကောင်စီချီယူသွားသည်ကြားမကြီးသည်တည့်ရွက်များကိုခူး၍ဝါပီဝါဘတ်များကိုကြားကလေးများ၏ကျိုးနေသောလက်ချောင်းစီချောင်းများအပေါ်တွင်အုံပေးလိုက်မင်းအနေငယ်အတွင်းမှာပင်ကြားကလေးများအနာပြ၍အကောင်းပြန်ဖြစ်သွားသည်ကို မောင်လူညာတွေ့ရသဖြင့်အံ့ဩမိသည်မောင်လူညာသည်ကျောင်းမကြီးနှင့်ကြာကလေးများထွက်သွားကြသည့်အထိစောင့်နေထို့နောက်သူသည် ထိုတစ်ပင်ကိုတူးပြီးအိမ်သို့ယူလာခဲ့သည်တစ်ပင်ကိုအိမ်ဝင်းတဏီယာတွင်စိုက်ထားပြီးညောင်မေဟုနာမည်ပေးထား၏တစ်ပင်ကိုလည်းနေ့စဉ်ကြယူစိုက်လေသည် ထိုတစ်ပင်မှာနှစ်တမပေးသောတစ်ပင်ဖြစ်ပြီးတရွက်ဖြင့်အနာမျိုးစုံယောဂမျိုးစုံတို့ကိုကုသနိုင်သည့်အပြင် တေသူကိုပင်ရှင်အောင်လုံနိုင်သည်ဟုမောင်လီညာက သူမိမကိုပြောထား၏။တပင်ကိုတန်တန်ရှင်ရှင်ထားရန်လဲမိမကိုမာထား၏။တပင်ချင်းရင်မှာအမိုက်တရိုက်တွေမပြစ်နဲ့နော်။တပင်ပြန်ပြေးသွားလိမ့်မယ်ဟု၍လဲသူမိမကိုအကြိမ်ကြိမ်တတိပေး၏။ပထမတွင်မူသူမိမသည် သူပြောသည့်အတိုင်းလုပ်၏။သို့သောမိမထက်ပင်တပင်ကိုပို၍ဂယူးဆိုင်ကြောင်းတဖြည်းဖြည်းတွေ့လာရသောအခါမောင်လူညာ၏မိမသည် စိတ်တူလာလေတော်သည်။မောင်လူညာ၏ သတိပေးစကားများကိုနာညီလာသည်တနေ့တွင်တစ်ပင်နှင့်ပတ်သက်ပြီးလေမယားစကားများကြရာတစ်ပင်ချင်းရဲမှအမိုက်တွေကိုကျမပြစ်ချင်ရင်ပြစ်မှာပဲဟုမိမကစိတ်ဆိုးမှန်ဆိုဖြင့်အော်ပြောလိုက်မောင်လူညာ၏မိမသည်ပြောရင်ပြောရင်နှင့်စိတ်ဆိုးလာပြီးမိဘကြောင့်မှစားကျွင်းစားကြံများကိုလက်ဆွဲပေါင်းတစ်လုံးဖြင့်အပြည့်ယူလာပြီးတစ်ပင်ချင်းရင်တို့ဘက်ကနေပြစ်ချလိုက်လေသည် ရုတ်တရက်ပင်ညောင်ပင်လဲလှုပ်လာလေသည်တဖြည်းဖြည်းနှင့်အမြင့်များသည်မြေထဲမှကြွတက်လာပြီးလေထဲသို့မြင့်တက်လာလေသည်ထိုအဖြစ်ကိုမြင်သောအခါမောင်လူညာသည်တစ်ပင်စီသို့တရှိန်ထိုးပြေးသွားပြီးတင့်မြစ်တစ်ခုကိုဖန်ဆွဲထားလိုက်သည်တစ်ပင်ကမူဆက်ရွတ်ဆက်ရွတ်သာမြင့်တက်နေသည်တပင်သည်တဖြည်းဖြည်းနှင့်ကောင်းခင်ထဲသို့ပြန်တက်သွားပြီးမောင်လူညာမှာတင့်မြစ်ကိုဆွဲလျက်တွဲလောင်းပါသွားလေ။နောက်ဆုံးတွင် လာတို့ရောက်ရှိသွားပြီးထိုအခါမှစ၍လာပေါ်တွင်တည်မြဲနေလေတော့သည်လာဝင်းကိုတင်းတေချစွာကြည့်ပါကတစ်ပင်၏အရေးကို၎င်းတစ်ပင်ချည်ရင်တွင်မောင်လူညာထိုင်နေသည်ကို၎င်းတွေ့ပင်ရပေသည်ကောင်းကင်ကြည်လင်နေပြီးလာဝင်းပြည့်ဖြိုတောက်ပါနေသည့်အခါများတွင်အထူးသဖြင့်ပို၍ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်ဗီယန်နံပြည်သူပြည်သားတို့ကဤသို့ပြောစမှတ်ပြုကြပါ၏ လောဘကြီးတဲ့ခြင်းသိမယုံနိုင်စရာအကောင်းတော်ဖူပြင်းတဲ့နေ့တနေ့မှာခြင်းသိတကောင်ဟာအရှမ်းကိုစာလောင်မသိနေလေရဲ့အဲ့ဒါနဲ့ပဲသူရဲ့တားရဲ့တွင်ထဲကနေထွက်ပြီးဟိုနားဒီနားမှာအစာရှာထွက်လာပါတယ်။အရိအချိန်မှာခြင်းသိကရုံငယ်တကောင်ကိုတွေ့ပါတယ်။ခြင်းသိကရုံငယ်ကိုဖမ်းလိုက်ပြီးစားတဲ့မစားတဲ့ချီတုံချတုံဖြစ်နေပါတယ်။ဒီရုံငယ်က ငါဖိုက်ဝမယ်နဲ့မထင်ဘူးချင်းသေးကအလိုတွေးပါတယ်ချင်းသေးကရုံငယ်ကိုစားတဲ့မစားတဲ့တွင်းနေတဲ့အချိန်မှာပဲရုံငယ်ကအဝေးကိုထွက်ပြေးသွားပါတယ်ချင်းသေးကထက်ပြီးစာလောင်နေပြန်တယ်သူကတွေးလိုက်တယ်ဒီရုံငယ်လေးကိုစားရမယ်အစားတမင်တကာတော့စားလိုက်ရရင်သိတ်ကောင်းမှာပဲချင်းသေးကရုံငယ်လေးကိုလွတ်ပေးလိုက်ပြီးတဲ့နောက်မှာတော့တမင်တကောင်ရှိရောက်လာခဲ့ပါတယ်ဒါပေမဲ့တမင်ကတော်ရဲကိုသာတိုးဝင်ပြောက်ွယ်သွားပြန်တယ် ရိခါကြမှာရှင်သိန်းဟာရုံငယ်လေးကိုလွတ်ပေးမိခြင်းကိုနောင်တရလာပါတော့တယ်။ဒီဇလန်ထဲကရှင်သိန်းလိုမျိုးကိုလက်ထဲရောက်လာတဲ့အရာကိုတံပိုးမထားပဲမရိုက်နိုင်သေးတဲ့အရာကိုမျောလင့်နေခြင်းကနောင်တရီကိုပဲလာစေပါတယ်။ကိုယ်လက်ထဲမှာရှိနေတဲ့အရာတခုကိုဘလောက်ပဲသိငယ်ပါစေကိုယ်လက်ထဲမရောက်လာသေးတဲ့အရာများထက်ပိုပြီးတန်ဖိုးရှိပါတယ် ပြောစင်တာကတော့ကိုလက်ထဲရပါတဲ့အခွင့်အရေးကိုအမိအယအတုံးချပါကိုလက်ထဲမရှိတာကိုထိုင်မျောနေရင်အလုတ်ဖြစ်မှာမဟုတ်ပါဘူးဆိုတာပါပဲနော်အဲဒါကြောင့်ကိုလက်ထဲရနေတာကိုတန်ဖိုးထားပါကိုလက်ထဲရောက်လာတဲ့အခွင့်အရေးကိုလက်လုံးမခံလိုက်ပါနဲ့ကိုလက်ထဲရှိတာကိုကောင်းမွန်စွာတန်ဖိုးထားကောင်းကောင်းအတုံးချတဲ့ခြင်းကမရသေးတဲ့အခွင့်အရေးကိုထိုင်ဆောင်နေရတဲ့ပိုပြီးတန်ဖိုးရှိပါတယ်ဆိုတာမှတ်ထားလိုက်ပါ အခြေဝေဒနာဘလူးဆိုတာအလွန်ကြောက်စရာကောင်းနေအရန်လဲရုပ်ဆိုးအကြီးတန်းနေအစာလေကြီးမှကြီးပဲအစားစာတွေကိုလည်းအစိမ့်ပဲစားတယ်တက်ရှိလူသားဖြစ်တဲ့ကျွန်ုပ်တို့ဟာဘလူးတွေကြိုက်တဲ့အစားစာတစ်ခုဖြစ်တယ်သူတို့ရုပ်ကိုလည်းအမျိုးမျိုးပြောင်းလဲတတ်ပြီးသွေးဆောင်ဖျားယောင်တတ်သည်ဒီဟိုကျွန်းလို့ခေါ်တဲ့နေရာမှာဘလူးကြီးတွေနေချက်ပြီးဘလူးဘရင်ကအုပ်ချုပ်တယ်ဘလူးဘရင်မှာ တူမဘလူးမင်းသမီးတပါးလည်းရှိတယ်။ဘလူးမမှာအချွေအယံတွေအများကြီးရှိတယ်။ဘလူးမကြီးနဲ့အချွေယံတွေဟာကျုံးကိုလှည့်လည်သွားပြီးရှည်တဲ့မျောပါလာတဲ့လူတွေကို တွေ့ရင်သူတို့ရဲ့အစားအစာဖြစ်စားကြတယ်။ဘလူးမကြီးဟာလူသားအသားကိုမစားရတာကြားသွားလို့အယံစားခြင်းနေတယ်။အဲဒါကြောင့်ဘလူးမကြီးကငါတို့တင်းမျောပြက်တစည်းမျောပါလာတာတွေ့ရင်တော့တင်းမောတွေကရှိတဲ့လူတွေကိုသွားရှာပြီး ငါတို့ရဲ့အရသာရှိတဲ့အစားအစာတွေလုပ်မယ်။ဒါအပြင် ပွဲကြီးကျင်းပပြီးတဝကြီးစားတော့ကြရအောင်လို့သူ့ရဲ့အခြေရန်တွေကိုပြောတော့သူ့ရဲ့အခြေရန်တွေကလည်းအယံသဘောကျသွားခဲ့တယ်။ဘလူးမကြီးရဲ့မျောလင်းချက်ပြေသွားပြီ။ဘလူးမကြီးနဲ့တပည့်များအစာဆောင်နေတဲ့အချိန်နဲ့တိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီထဲမှာရှေရဲကတစ်ပြင်းပြားနဲ့မျောပါလာတဲ့လူသားကို တွေ့ရတယ်။ ဖောင်ကြီးတစည်းဟာလေးတိုက်ပြီးပြည့်စည်သွားတဲ့အထိဖောင်ကြီးတစည်းဟာလေးတိုက်ပြီးပြည့်စည်သွားတဲ့အတွက်ဖောင်စည်းတဲ့လူတွေဟာသူတို့လက်လန်းမီတဲ့တပြားတွေကိုဆွဲပြီးရှင်နဲ့အတူမျောပါလာကြတယ်ဒီလိုနဲ့ရှင်ထဲမှာတဖြည်းဖြည်းမျောပါလာပြီးဘလူးကြီးတွေနေတဲ့နေရာနဲ့နီးကပ်လာတယ်ဘလူးမကြီးကတာကိုတွေ့သွားသဖြင့်ဝမ်းသာအားရနဲ့မင်းတို့တချို့ခွေးလိုအသွင်ပြောင်းပြီးလူတွေမျောလာတဲ့နေရာတွေမှာကိုယ်ရောင်သွားပြကြဘာဖြစ်လို့လဲဆိုတော့ တို့ပင်လဲရေထဲမျောပါလာကြလို့တို့ရေစားပြီးရေရှာတောက်ကြလိမ့်မယ်။ပင်လဲရေကငန့်လို့လူတွေကခွေးကိုတွေ့ရင်ဒီနေရာမှာရွာတရွာဒါမှမဟုတ်အိမ်တလုံးလုံးရှိတယ်လို့တို့တွေးမိလိမ့်မယ်။လူတွေကခွေးနောက်ကိုလိုက်လာရင်ငါတို့ဖမ်းစားပြီးအရသာရှိတဲ့အစားအသောက်တွေလုံမယ်လို့အချွေရံတွေကိုပြောတယ်။သူတို့အကွက်ဆင်ထားတဲ့အတိုင်းလူတွေကိုမြားစွာဖမ်းမိကြတယ် ဒါပေမဲ့အဲ့ဒီအထဲကလူတယောက်ကဘလူးမကြီးတွေစီမလာဘူးအဲ့ဒီလူဟာပညာရှိပြီးဉာဏ်ကောင်းတယ်ကိုကိုကိုယုံကြည်မှုအပြည့်ရှိတဲ့ဘရင်သားတော်တစ်ပါးဖြစ်တယ်ဘလူးမကြီးဟာဘရင်သားကိုဖျားယောင်းခေါ်လို့မရလို့မကြည်နပ်ဘူးဒါကြောင့်လောဘစိတ်နဲ့ဘရင်သားတော်ကိုရခြင်းလို့သူ့ကိုယ်သူလပတဲ့မိန်းကလေးတယောက်အဖြစ်အသွင်ပြောင်းပြီးဘရင်သားတော်ရှိတဲ့နေရာကိုသွားပြီးသူ့ကိုယ်သူအပြိုစင်တယောက်ဖြစ်ကြောင်းမိန့်ဆက်လိုက်တယ် အဲ့လိုသူပြောပြီမဲ့လေသူမရဲ့မျက်လုံးတွေကဘရင်သားကိုကနွဲ့ကလက်ညို့ယူဖန်ဆာနေတယ်။ဘရင်သားတော်ဟာဖက်တုံးညံကောင်းတဲ့သူဖြစ်လို့ဒီမင်းကလေးဟာဘလူးမဖြစ်မှန်းသိနေတယ်။ဘလူးတွေဟာနေ့လယ်မွန်းတက်တဲ့အချိန်မှာကိုရိပ်မရှိဘူး။မျက်လုံးတွေကနှီးရဲနေပြီးမျက်တောင်မခတ်ဘူး။ဘရင်သားလည်းအရာကိုတီးတယ်။အရာကြောင့်ဘရင်သားတော်ကဘာမှမသိတယ်လို့မျိုးနေနေတယ်။ဒါပေမဲ့စိတ်ထဲမှာတော့ဘလူးမအကြံအတိုင်းသူလဲအကြံထုတ်လိုက်တယ်။ ဘလူးမကြီးသူ့ကိုညှို့ဖမ်းတယ်လို့သူလည်းပြန်ညှို့ဖမ်းလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဘရင်သားတော်ဟာချောမောခန့်ရတဲ့ယောက်ျားတယောက်ဖြစ်လို့ဘလူးမကြီးကဘရင်သားတော်ကို မစားရဖူးဘရင်သားကိုအလွန်မှတက်မှတ်မောပြီးစစ်စိတ်ဝင်သွားတယ်ဘရင်သားတော်ဟာပညာရှိသူဖြစ်ရင်ကစားဘလူးမကြီးရဲ့စိတ်ကိုဖတ်လို့ရတယ်အဲ့ဒါကြောင့်သူကဘလူးမကြီးကိုချစ်စကားဆိုပြီးချစ်တဲ့အကြောင်းတွေပြောတယ် ဘလူးမကြီးဟာလူရင်းရဲ့ညံကိုမမီလို့ဘရင်သားတော်ကိုယုံကြည်သွားပြီးသူနဲ့အတူခေါ်နေလိုက်တယ်။အကျဉ်လင်များဖြစ်နေနီလာလို့ကြာလာတဲ့အခါနောက်ဆုံးသူတို့ကလေးရလာတယ်။ဘရင်သားတော်ဟာအမြဲတမ်းအဲ့ဒီဘလူးကြီးတွေကိုတည်နိုင်ဖို့ဘလူးလို့ရမလဲဆိုတဲ့အကြံတွေကိုအမြဲတမ်းထုတ်နေတယ်။ဒီနေ့မှသူ့ဇနီးဘလူးမကိုကျွန်ုပ်ကိုတကယ်ချစ်ရလားဇနီးတဲ့ကအသက်ထက်ဆုံးချစ်တယ်တဲ့ ဘရင်သားဆင်းတဲ့အကွက်ထဲဘလူးမရောက်သွားပြီအဲ့ဒါနဲ့ဘရင်သားတော်ကကျုပ်ကိုချင်ရင်ဒီတိုင်းပြည်ကို အုပ်ချုပ်နိုင်ဖို့တင်ကျုပ်ကိုကူညီရမယ်တင်ဦးကြီးတော်ရဲ့အုပ်ချုပ်မှုအောက်မှာကျုပ်ကြကြမနေရဘူးကျုပ်တို့အသွင်မတူကြလို့တနေ့မဟုတ်တနေ့ကြာရင် သူ့ကျုပ်ကိုတက်စားပြစ်မှာမလို့သူ့ကိုတက်ပြစ်ချင်းပြီးသူ့နေရာမှာကျုပ်အုပ်ချုပ်မယ်တဲ့ဘလူးမကြီးအခက်ကြုံပြီးတစ်ဖက်ကလည်းဦးကြီးတော် တဖက်မှာကသူချစ်ရတဲ့ခင်ပွန်းဖြစ်နေတယ်။ခင်ပွန်းတဲ့ကသူ့ကိုမကူညီရင်သူ့ကိုမချစ်ဘူးလို့ပဲတဲ့။ဘလူမကြီးဟာကြားစရာကောင်းပေမဲ့လည်းသူ့စိတ်ထဲမှာ အချစ်အတွက်အသက်စတေးရဲတယ်။အဲဒါကြောင့်သူ့ခင်ပွန်းတဲ့ကိုကျမတို့စီမှာတနေ့တစ်ခါအစည်းအဝေးကြီးလုပ်တယ်။အဲ့ဒီအစည်းအဝေးပွဲကြီးလုပ်ရင်ဦးကြီးတော်ရဲ့ဘေးနားမှာကျမအမြဲထိုင်နေ။ဒါကြောင့်တင့်အောင်မှာအတင်းဆောက်ထားကျမအချစ်ပေးလိုက်ရင် ညဘက်မှာထိုင်နေတဲ့လူဟာကျမရဲ့ဦးရီတော်ပဲသင်လှုပ်ချင်တယ်လို့လှုပ်ပါတဲ့အဲဒီကစပြီးဘင်းသားတော်ဟာလမ်းတစ်ချောင်းကိုထပ်အောင်နှိမ့်တိုင်းသွင်းနေတယ်ဘလူးကြီးတွေရဲ့အစီဝေးပွဲကြရောက်လာတဲ့အခါဘင်းသားတော်ဟာအိမ်ရောက်မှစောင့်ကြည့်နေတယ်သူမိမရဲ့အတန်ကိုကြားရတာနဲ့တပြိုင်နက်ဘလူးဘရင်ကိုအားကုန်လန်းနဲ့ထိုးချလိုက်လို့တခါတည်းဘလူးဘရင်သေဆုံးသွားတယ် ဘလူးတွေရဲ့ဘယင်မရှိတော့တဲ့အတွက်ဘလူးမဟာသူ့ယောက်ျားကိုဘယင်အဖြစ်တင်မြောက်လိုက်တယ်။ဘယင်သားတော်ဟာဘယင်ဖြစ်ပြီးတဲ့နောက်ပိုင်းဖခင်စီကအခြေရန်ဒီကိုမှပြီးမြို့တော်ကြီးတစ်မြို့တိဆောက်လိုက်တယ်။သူဟာထင်းနှက်ဆက်ခံတဲ့အခမ်းအနားကျင်းပရမှာဖြစ်လို့ဘလူးမကြီးနဲ့မတည့်တော်တဲ့အတွက်ကျော်မလာပပြီးညံထက်တဲ့အမျိုးသမီးတအုပ်ကိုတရားဝင်မိဖုရားအဖြစ်ရွေးချယ်တင်မြောက်လိုက်တယ်။ နောက်တော့ဘလူးမကြီးနဲ့သူ့ရဲ့အချွေအရံတွေကိုမြို့ကြီးမှာနှင်ထုံလိုက်တယ်။အဲဒီမှာဘလူးမကြီးဟာဝမ်းနဲ့ကြေကွဲကမြင်းရင်တစိမ့်စိမ့်ကြလာပြီးသူ့ခင်ပွန်းတဲ့ကို အချိန်ချင်းတောင်းပန်ပေးမိ။ဘရင်သားတော်ကလူသားနဲ့ဘလူးတွေဟာမသိမြက်ဘူး။ဘလူးဟာဘလူးချင်းချင်းကိုပဲချစ်ရမှာဖြစ်တယ်လို့လူတွေကလည်းလူအချင်းချင်းကိုပဲချစ်ရမယ်တဲ့ဘလူးမကြီးကဆက်ပြီးတော့ဒါဆိုရင်ကျမစိတ်ဖြစ်နိုင်ဖို့အတွက်ကျမက ကလေးတွေကိုပေးပါတဲ့ဒါပေမဲ့ဘယင်ကသူကလေးတွေကိုမပေးတဲ့အပြင်ဘလူးမကြီးကိုနန်းတော်မှာနှင်ထုတ်ပြလိုက်တယ်ဘလူးမကြီးခမောင်ဝမ်းနဲ့ကြေကဲစွာဖြင့်ချိန်မဲ့လက်မဲ့နဲ့ထွက်သွားရရှာတယ်ဒီပုံမြင်လေးကိုတော့ကြည့်ရရင်ဘလူးမဟာကြောက်စရာကောင်းပြီမင်းသူခင်ပွန်းတဲ့ကလေးတွေကိုတကယ်ချစ်ရှာတယ်ဒါပေမဲ့သူရဲ့အချစ်ဟာနေရာမမှန်တဲ့အတွက်အခက်အခဲနဲ့ကြုံတွေ့ရတယ်ဒါအပြင်အချစ်ကိုတန်ဖိုးထားလို့ သူ့လူမျိုးတွေပျက်စီးခြင်းတို့ ရောက်သွားပါတယ်။ဒါဟာသူ့ရဲ့ဝေကျွေးလိုပဲတတ်မှတ်ရတော့မှာပေါ့။ကုဒမုံငတ်ပုံမြင်ရှင်းအခါကဘယင်မင်းမျက်စီတစ်ပါးကတိုင်းပြည်ကို အေးချမ်းတရားစွာအုပ်ချုပ်တယ်။သူ့မှာသမီးတော်လေးတစ်ပါးရှိတယ်။တစ်ခါကဂလုံငတ်တွေကဘယင်တိုင်းပြည်မှာနေတဲ့တိုင်းသူပြည်သားတွေကိုနေ့တိုင်းလာစားသွားတာကြောင့်လူတွေကြောက်ရွံ့လာကြတယ်။ သူတို့နေ့တိုင်းဂလုံငတ်တွေရဲ့အစာဖြစ်သွားရရှာတယ်။အခုနန်းတော်ထဲမှာဘယင်နဲ့ဘယင်မိသားစုတွေအခက်ခဲကြုံတွေ့နေရပြီးသူတို့မိသားစု၃ယောက်ပဲရှိတယ်။မိဖုရားတည်သွားရင်လည်းပြဒနာဘယင်တည်သွားရင်လည်းဒုက္ခပဲ။သမီးလေးလည်းတယောက်ပဲရှိတယ်။တိုင်းသူပြည်သားတွေလည်းဂလုံစားသွားတာကုန်ခံနေပြီးမတက်နိုင်ဘူးတည်ရတော့မှာပဲ။ဒီနေ့မှရွာပြင်ဘက် သတင်းပေါရောက်သွားလို့အဖွားနဲ့နေတဲ့မိဘမဲ့သူငယ်လေးတယောက်ကအဲ့ဒီသတင်းကိုကြားသွားပြီးဘရင်နန်းတော်ကို သွားဖို့အဖွားကို ခွင့်တောင်းနေအဖွားကမင်းကိုမလွတ်ရဲဘူးမင်းတယောက်ထင်းနဲ့ဂလုံငှက်တွေကိုမနိုင်နိုင်ဘူးလူအများကြီးတေးသွားပြီမင်းလေးတေးသွားရင် အဖွားကိုဘသူလှုပ်ကျွေးမှလဲတဲ့မင်းကကိစ္စမရှိဘူးအဖွားအဖွားကိုကျွန်တော်ပဲလှုပ်ကျွေးမှာပေါ့အဖွားကမင်းကိုတားလို့မရတာကြောင့်ဝမ်းထဲခြေကဲစာနဲ့ငိုယိုနေတယ် မင်းဖြစ်သူကခရီးထွက်သွားပြီသူမြို့တော်ထဲရောက်သွားတော့လူတွေတီကုန်ပြီကလုံးအစာလာစားတဲ့နေရာမှာအလွန်ချောမောလာပါတဲ့မိမက်ပြိုလေးတယောက်ကိုတွေ့ရလို့ချစ်စရာကောင်းတဲ့မိန်းကလေးဘာဖြစ်လို့ဒီမှာလာနေရလဲလို့မေးတယ်အဲဒီမှာမိမက်ပြိုလေးဟာမျက်ရည်ကျရင်ကျမအနာကိုလာမကန့်နဲ့ကျမနဲ့ရှင်းတို့နှစ်ယောက်စလုံးကလုံးစားသွားမယ်ဝေဘေးကိုထွက်သွားကလုံးကရောက်လာတော့မယ်တဲ့ လူလင်ပြိုလေးကနောက်မဆုတ်သွားဘူးဘယ်အချိန်မှဂလုံးရောက်လာမလဲလို့ပဲတွတ်တွတ်မင်းနေလို့မင်းမပြိုလေးကညနေပိုင်းမှာရောက်လာတတ်တယ်တဲ့လူလင်ပြိုကပြောတယ်ခမရအသက်ကိုကျွန်တော်ကဲမယ်ခမရနားမှာပဲနေပြစီတဲ့လူလင်ပြိုရဲ့အပြောကြောင့်မိန်းကလေးအတွက်စိတ်အနှောက်ရှက်ဖြစ်သွားပြီးလူလင်ပြိုသူ့ကိုချစ်မိနေပြီဒါပေမဲ့ဘာမှမတတ်နိုင်တော့ဘူးဒီညပဲသူတည်ရတော့မှလူလင်ပြိုကလေးဟာနောက်ကျောလေပြီး အဖွားပေးတဲ့တန်လက်သားကိုမမြဲအစင်တင်ဆောက်ကိုင်းထားတယ်။ကလုံရောက်လာပြီ။လူလင်ပြိုဟာရဲရင်စိတ်အဖြစ်နဲ့ကလုံငက်စီသွားပြီးခမည်းဒီမှာဘာလာလောက်တာလဲ။ကလုံငက်ကဟေးငါနဲ့စကားလာမပြောနဲ့ငါ့ကိုအနောက်ရှက်မပေးနဲ့။အဲ့ဒါနဲ့လူလင်ပြိုကလေးဟာဒေါသထောင်းကနေထွက်လာပြီးကလုံငက်ကိုတန်လက်သားနဲ့အားကုန်ထိုးချပြလိုက်တယ်။ကလုံငက်လည်းထိုနေရာမှာပဲပွဲချင်းပြီးတည်ဆုံသွားတယ်။ လူလင်ပြိုရဲ့တန်လက်ဓာဟာတက်ကူရှိတဲ့ဓာဖြစ်တယ်။လူလင်ပြိုလေးဟာနောက်ဆုံးမှာဂလုံးကိုအနိုင်ရသွားပြီးမဲမပြိုကလေးကိုဘရင်မင်းသမီးဖြစ်မှန်တည်သွားခဲ့တယ်။လူလင်ပြိုလေးနဲ့ဘရင်မင်းသမီးလေးနှစ်ဦးဟာချစ်ကြိုက်သွားကြပြီးတဲ့နောက်လူလင်ပြိုလေးဟာအဖွားကိုသူနဲ့အတူခေါ်နေပြီးသုံးယောက်သားတာယာရီချမ်းစွာနေထိုင်သွားကြပါတော့တယ်။